မင်္ဂလာပါရှင်။မူသားချန်နယ်ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်။ကထင်အကျန်းဖက်လက်နက်ကိုင်အဖွဲ့ KIA 2024ခုနှစ်မှာကျမ်းမတော်စကန်းတွေကိုအလင်းကအင်အားသုံးတိုက်ခိုက်လာခဲ့ပြီးနောက်ကချင်ပြည်နယ်အတွင်းတိုက်ပွဲတွေဖြစ်ပွားလာခဲ့တာဟာလက်ရှိချိန်ထိဖြစ်ပါတယ်။ KIA 2024ခုနှစ်မှာ3339ခွန်စစ်စင်ရေးကိုစတင်ခဲ့ပြီးနောက်နိုင်ငံတော်အစိုးရထိန်းချုပ်ထားတဲ့မြို့တချို့ကိုယာယီထိန်းချုပ်ခွင့်ရခဲ့ပြီးနောက်ကချင်ပြည်နယ်အတွင်းနေထိုင်နေတဲ့ ရှမ်းပြည်လူမျိုးတွေအပါအဝင်တခြားတိုင်းရင်းသားတွေကိုဖိနှိပ်အနိုင်ကျင့်မှုမျိုးစုံလုပ်ဆောင်ခဲ့ပါတယ်။လက်ရှိချိန်မှာရှမ်းပြည်ရဝမ်၊လီဆူးလူမျိုးတွေအပါအဝင်ကချင်ပြည်နယ်အတွင်းနေထိုင်နေတဲ့တခြားတိုင်းရင်းသားမျိုးနွယ်စုတွေက၎င်းတို့ကိုဖိနှိပ်အနိုင်ကျင့်မှုတွေလုပ်ဆောင်နေရဲ့ KYI အဖွဲ့ကိုလက်တုံ့ပြန်တိုက်ခိုက်လာခဲ့ပါတယ်။တကယ်တော့ကချင်အကြမ်းဖက် KYI ရာရှမ်းပြည်လူမျိုးတွေကိုအရင်တည်းကဖိနှိပ်အနိုင်ကျင့်မှုများရှိခဲ့တဲ့အတွက် ရှမ်းပြည်လူမျိုးတွေက KIA ကိုလက်တုံပြန်ဖို့နနက်ကင်နန်းစဉ်ကိုရွေးချယ်ခဲ့ရတယ်လို့သိရပါတယ်။တရုတ်တပ်ဖိုင်ထဲမှာတော့တိုင်းလိုက်ရှမ်းပြည်အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီဥက္ကဋ္ဌဖြစ်သူဦးဆိုင်ထေးအောင်က KIA ရဲ့နှိမ့်ဆက်မှုတွေကြောင့်လနဲ့ကိုင်းလန်းစင်ကိုမဖြစ်မနေရွှေ့ချေခဲ့ရတဲ့ရှမ်းနီလူမျိုးတွေရဲ့လနဲ့ကိုင်းခရီးလန်းအကြောင်းပြောဆိုဆွေးနွေးထားမှုကိုဖော်ပြပေးသမှာဖြစ်ပါတယ်။ ဒီ season လေးမစတင်ခင်မှာတော့ကျမတို့ရဲ့ channel ကို subscribe နဲ့ like and share လေးလုပ်ပေးပါအောင်ရှင်။တို့ channel လူမျိုးတွေဘာကြောင့်နဲ့နဲ့ gain ကြရတာလဲဆိုတော့အကြောင်းလေးကိုပြောချင်တာပါ။ကျွန်တော်တို့ channel လူမျိုးတွေဟာဗုဒ္ဓဘာသာကိုးကွယ်ပြီးဘာသာတရား gain ရှင်းတဲ့လူမျိုးဖြစ်တဲ့တို့ကိုယ်လေကိုယ်ချောင်းလေးမှာလောက်ကန်ပြီးမှအေးအေးချမ်းချမ်းနေထိုင်ခဲ့ကြတဲ့လူမျိုးတွေဖြစ်ပါတယ်။ဒီနေ့ထိလည်း အဲ့လိုပဲဘယ်သူပဲတက်တက်ငါတို့မင်းမဲဆိုရင်မှတိခါမိမှနေရတဲ့လူမျိုးတစ်မျိုးဖြစ်တယ်ဆိုတာလည်းကနဦးပြောကြားလိုပါတယ်ဇန်နီရေဘေးအချိန်ဘေးရှင်ကစပြီးလက်နဲ့ကင်ခဲ့ကြတာလဲဆိုတာပြန်ပြောရမယ်ဆိုရင်တော့ကျွန်တော်တို့မြန်မာနိုင်ငံကြီးလွတ်လပ်ရေးရတဲ့အခါမှာ1948လွတ်လပ်ရေးရတဲ့အခါကျတော့ဒါကျွန်တော်တို့ဟိုပင်ကဝေခင်တော့ကတော့ဒါဥကြုံကြီးရဲ့တပည့်ပေါ့ဗျာဒါ တိမ်ဖေးမြန်မာပြည်ကိုဂျပန်နေဝင်လာတဲ့အခါမှာသူကဟိုကတော့ဦးတိမ်ဖေးမြင်းနဲ့အတူကျွန်တော်အိန္ဒိယကိုပါသွားကြတဲ့ဖွဲ့တွေပါသူတို့လီသီနဲ့ဆင်းခဲ့ကြတဲ့လီသီတပ်သားတွေပါနော်ဘူထွန်းညွန့်ကစပြီးမှလက်နက်ကင်မှုတော်လာပါတယ်။ဘာကြောင့်လဲဆိုတော့ငလို့ဘိုးဘွားအမြေညီကိုဘာကြောင့်ကရှင်ကိုပေးရမလဲ။ဒါမကျေနပ်ဘူးမကျေနပ်တဲ့ခါကျတော့ဒါလက်နက်ကင်ပြီးတိုက်မယ်ဆိုရင်မှအဲ့ဒီကအစ်စ်ချန်လက်နက်တွေစုပြီးမှအင်အားနေရာကျော်လုံးနဲ့ကျွန်တော်ပင်ပေါ်အရှိတောင်ပါ လက်နက်ကင်တိုက်ပွဲဝင်မှုသူစတင်ပါတယ်ဒါသူစူယူမသူသူစကြတာပေါ့နော်ဒါချန်နီလူမျိုးရဲ့ပထမအဦးဆုံးလက်နက်ကင်ဆောင်တဲ့အဖွဲ့စည်းတို့လည်းပြောလို့ရပါတယ်အဲ့ခါကျတော့သူဆရာဥကျော်ငိမ့်ကနေပြီးမှအဲ့ဒါကြားတဲ့ခါကျတော့ဒါကျွန်တော်တို့ရထားနဲ့တက်လာပြီးမှဥထွန်းညုံကိုသူကပြောပါတယ်ငါတပည့်မင်းအဲ့လိုမလုံးနဲ့မင်းအဲ့လိုလှုပ်တာနဲ့ငါတို့ရဲ့မြန်မာပြည်လွတ်လာရေးကဆုံးရှုံးသွားနိုင်တယ် မင်းတို့ဖိုးဖောင်းပိုင်နေမြေမှာငါတို့တိတယ်ဒါပေမဲ့မြေမလွတ်လိုက်တဲ့အရာအရေးကြီးတဲ့အခါကျတော့ဒါလွတ်လိုက်တဲ့အတွက်ကိုအရေးကြီးတော့သူတို့ဟိုငါတို့ခဏငားပေးလိုက်တာငားပေးတဲ့တနည်းကျငါတို့ပြန်ယူပေးမယ်ဆိုမှဥကျော်ကြီးကသူတချော့ခေါ်ယူမှဒီတက်ကတော်ကြီးတလန်းကဥကျော်ကြီးအိမ်မှာပဲထားပါတယ်အဲ့ဒါကိုအခုကျွန်တော်ရန်ကုန်ရောက်တဲ့အခါကျတော့ဒေါ်ရှိုးကျော်ကြီးနဲ့တွေ့တဲ့အခါမှာမေးကြည့်ကြတာဟုတ်တယ်တဲ့ အဖေကကိုထွန်းညုံကိုဘေးမှာမတော်ခိုင်းဘူးအိမ်မှာပဲနေခိုင်းထားတယ်ပေါ့နော်တတ်ခေါ်ခဲ့ပြီးမှအဲ့လိုတော့ဒါတို့ဆိုကျော်ငင်းကပြောစကားလေးနဲ့ပြန်ဆက်စားကြည့်မယ်ဆိုတော့ဒါတကယ်ဖြစ်ခဲ့တယ်လို့ကျွန်တော်တို့ပြောလို့ရပါတယ်အဲ့ဒီကိုထွန်းညုံငိုကျွန်တော်တို့ဥကျော်ငင်းခေါ်ပြီးနောက်ပိုင်းတော့သူတပည့်လေးကအဲ့ဒီမှာကြံထားတဲ့သူတပည့်လေးကိုဒါနောက်ပိုင်းအတခံရတဲ့ကိစ္စလေးတွေဝမ်းနေပွေရတွေ့ရတော့ပေါ့နော်ဒါကြောင့်ပေမောရှိမှဆိုရင်တော့ကျွန်တော်ဆန်းစခဆိုတဲ့နေရာလေးရှိပါတယ်တောင်းနေ ချောင်းကိုကရှင်တတ်တဲ့နေရာပေါ့ကရှင်စကားနဲ့ပြောမစမ်းတော့ကျွန်တော်အဲ့လိုလေးတွေဖြစ်ထားတဲ့အခါကျတော့ဒါကျွန်တော်တို့ဒါပထမအုံဆုံးနဲ့နဲ့ခိုင်တဲ့အဖွဲ့အစည်းတို့ကြိုးရရပါလေဥထွညွတ်လောက်ခဲ့တာဒါတိုက်ပွဲမွေခင်ဒါနိုင်ငံကြီးကိုရှစ်တဲ့အတွက်ကြောင်းမို့ဒါပြောမစမ်းတော့ရှစ်တဲ့အတွက်ကြောင်းတော်လာရေးမလုံလဲရဘူးပေါ့ဗျာဒါပထမအုံဆုံးနဲ့နဲ့ခိုင်တဲ့အဖွဲ့ပါနောက်ဒုတိယနဲ့နဲ့ခိုင်ရတဲ့အဖွဲ့ကတော့1982ခုနှစ်မှာ တမခန်ကခွန်ကြံဘောတို့လုံခင်းကဥလူတင်တို့ငါဥလူတင်တို့တွေကလူငယ်လူရယ်တွေစုပြီးမှကျွန်တော်တို့ပြတိုက်မှဖြစ်မယ်ဒီ KIA နှိမ့်ဆက်မှုအရညို့ပြင်းထန်နေပြီငါတို့လူမဆောင်ရက်ဆက်လာပြီဆိုပြီးမှတို့လူငယ်စုပြီးမှထိုင်းမှာတခါလေတင်လက်နဲ့တေဝဲတော်လာမှုတက်ကိုသူစူးစားကြပါတယ်အဲ့ဒီမှာကျွန်တော်ထိုင်းမှာဒင်းစာရှင်းလင်းပွဲလုပ်တယ်ကျွန်တော်တိုင်းလိုက်ဒီမိုကရေစီပါတီထောင်းလိုက်ပြီအာသူကတော့စီးပွားရေးတောင်းကခွန်ကြပေါ့ဒါကျွန်တော်ကတော့စီးရေးတောင်းကဘူဂျိုလူတင်ဆိုပြီးမှအဲ့ဒီရှင်ကဘူဂျိုလူတင် ဟိုမှာကျွန်တော်တို့နောက်တစ်ဖက်မှာလည်းဥထုရင်ကပြည်နယ်တောင်းတဲ့အခါကျတော့ဥထုရင်ကအထင်မြင်လွဲမလာဖြစ်ပြီးမှဒါလက်နက်ကင်ဖွဲ့စည်းဥထုရင်နဲ့အပေါင်းပါဖမ်းလိုက်တဲ့အခါမှာဒီလက်နက်ကင်ဖွဲ့စည်းချုပ်ငင်းခဲ့ရတာပေါ့နော်အမှန်တကယ်ကျတော့ဒီခွန်ကြံပေါ်တို့ဗိုလ်ချုပ်လူတင်တို့အနေနဲ့နေနဲ့ကင်မှုစူးစားကြတာကလည်းနိုင်ငံတော်တော်လံပုံကမဟုတ်ပါဘူး KIA ရဲ့နှိမ့်ဆက်မှုဓာတ်တွေမခံနိုင်လို့လို့နေနဲ့ကင်မှုနေနဲ့ကင်မှာတိုက်မှဖြစ်မယ်ငါတို့လဲလို့ရှောင်းလို့နေလို့ဒီကောင်တွေမတော်လာနိုင်တော့ဘူး ါကြောင့်မို့လက်နဲ့ကင်တိုက်မှဖြစ်မယ်ဆိုပြီးမှအဲ့လိုကကြောက်စင်းတွေကထွက်တဲ့ကြောက်စင်းတွေယူကြောက်စင်းရောင်းရောင်းပြီးမှလက်နဲ့ဝယ်ဖို့တက်ကိုသူတို့စ조사ကြတာဒါလည်း52နှစ်နှစ်နိုဝင်ဘာမှာဥထွင်းရဖန်ခံပြီးနောက်ပိုင်းတော့ဒီကိစ္စမှာအောင်မြင်ခဲ့ဦးဖြစ်သွားတာပေါ့နော်အဲ့လိုလေးတခုဒါဒါဒုတိယအကြိမ်လက်နဲ့ကင်နဲ့နားစင်ဟိုကျွန်တော်တို့조사ခဲ့တာမအောင်မြင်ခဲ့တဲ့အကြောင်းလေးပါ now အဲ့ဒါပြီးတဲ့ခါကျတော့ကျွန်တော်တို့1900 89ခုနှစ်မှာ ပြန်ပြီးမှစူးစမ်းကြပါတယ်အဲ့ဒီမှာမိုးကောင်းအထကကျောင်းဆရာအထကပြကျောင်းဆရာဆရာကြီးဦးထွန်းခင်ကဦးဆောင်ပြီးမှကျွန်တော်တို့ချမ်းနီလူငယ်တွေကိုစုစည်းပါတယ်အဲ့ဒီအချိန်တုန်းကဘာဖြစ်နေလဲဆိုတော့မိုးကောင်းနယ်မှာ KNY ကကျွန်တော်တို့ချမ်းနီတွေရဲ့နယ်တွေကိုဖျက်ဆီးတယ်ကျွန်တော်ချမ်းနီတွေကစပိုင်းပြည်ရဲ့ကောက်လိုင်းစီးတယ်ကောက်လိုင်းစီးပဲကောက်ဆိုင်နဲ့ဆိုင်ထားတယ်ကောက်ဆိုင်ဆိုင်ထားတဲ့အချိန်မှာအဲ့ဒီကောက်ဆိုင်လိုလိုက်ပါမိရှို့တယ်ပြန်ရင်ကြီးကနောက်လူတွေလိုက်တတ်တယ် တတဲ့ခါကျမခံနိုင်တဲ့ခါကျတော့ဆရာကြီးဥထုကဥဆောင်ပြီးမှကျွန်တော်တို့လက်နက်ကင်ကိုကြိုးစားကြပါတယ်အဲ့ဒီဖွဲ့ကဘယ်ကိုတွားလဲဆိုတော့ကျွန်တော်တို့အခု SFPP ဌာနချုပ်ကိုတွားကြပါတယ် SFPP ဌာနချုပ်ကိုတွားတဲ့ခါမှာ SFPP ကလည်းအဲ့ဒီအဲ့ဒီခါတုန်းကကျွန်တော်တို့ဗမာပြည်ကွန်မြူနတီပါတီတို့ခေါ်တဲ့ဘကဖဝဲမိခိုနေရတဲ့ခါကျတော့ဆရာကြီးဥထုကိုအဲ့ဒီကိုခေါ်တော့တယ်ခေါ်တော့ခါကျဒီပန်ဆန်းကိုရောက်သွားကြတော့ဗောနော်ပန်ဆန်းကိုကသူတို့ရောက်သွားတဲ့လက1980နဲ့90ဆယ်လပိုင်းကိုရောက်တာဖြစ်ပါတယ် ဲ့ခါကျတော့သူတို့တန့်ရင်ကိုခွန်ခွန်တစ်တုံညချမ်းညမျိုးသားတတ်မတော်ဆိုမှဖွဲ့စည်းပေးခဲ့ပါတယ်ဖွဲ့စည်းပေးခဲ့ပြီးမှဒါစီးလှုပ်ရှားမှုလေကရှင်ပြည်နယ်လက်ကိုလှုပ်ရှားရတယ်ချမ်းပြည်မြောက်ပိုင်းမှာလှုပ်ရှားရတယ်နောက်ခွန်ခွန်တစ်တုံညဖျက်တင်းပြီးမှတန်တန်ရင်180ဖွဲ့စည်းလိုက်ပါတယ်ဘုံမှုရဲ့အောက်မှာထားဘုံမှုအောင်ရဲ့အောက်မှာထားပြီးမှအဲ့ဒီခါကျတော့ဦးရချောင်းမြတ်စိုးမိုးရေးဆိုမှကရှင်ပြည်နယ်ဝင်လာခဲ့ပါတယ်ဝင်လာခဲ့တဲ့အခါမှာ KIA နဲ့တွဲပြီးလှုပ်ရှားရတဲ့အခါကျတော့ဦးထွန်းခင်ကဘာပြောလဲဆိုတော့ ငါတို့က KIA ကိုတိုက်ရှင်လို့မလက်နဲ့ကြိုင်ပါတယ်ဆိုမှ KIA နဲ့တွဲနေရတာငါမခံနိုင်ဘူးဆိုပြီးသူတော်တော်လေးသူ့ခံစားချက်ကိုသူပောက်ခွဲခဲ့တာပါနော်အဲဥရီချောင်းရာစိုးမိုးရေးအဲဒါဥရီချောင်းမြင့်ဖြားတိုင်းစိုးမိုးရေးစီမံချက်ကြီးပြည့်စည်သွားရတာလည်းတခြားလုံးမဟုတ်ပါဘူးချမ်းနေတွေအများကြီးပါလာတဲ့အခါကျတော့ဒါ KIA ရတင်နေရတဖို့ထားတယ်ဥပမာအနေနဲ့ပါဗျာကျွန်တော်တို့မိုက်တေကြီးနေရာမှာအဲ့ဒီစစ်ကြောင်းကိုတဖို့ထားလိုက်တယ်ကရင်ရကရင်ရလမ်းပြတာပါလမ်းပြမဲ့တောက်ကိုတည်ရင်ပေးပါလား တက်ကိုတရင်ပြတက်ကနေလိုက်နေနေပါလေအဲ့ဒီဝန်တိုတို့ဗမောက်နေဘက်ကလည်းထုံနီးလကောင်းပါပဲအဲ့ဒီရှင်ကေရအဲ့လိုမျိုးပို့တဲ့ခါကျတော့ဒီကနှစ်ဖြာနိုင်စုမိုးရင်းနဲ့စုမိုးရင်းဆိုတော့ကဏ္ဍလည်းကျွန်တော်ကြာဆုံးခဲ့ရပါတယ်ချမ်းဒီတွေအဲ့ဒီကတပ်ပြတ်သွားကြရတာပေါ့နော်အဲ့ဒီ89ခုနှစ်မှာဖွဲ့စည်းတဲ့ တကလည်းတကရှိမီနယ်တွေကို1982ခုနှစ်မှာတည်ကျင်းဝင်တဲ့အာပြည်ပြတိုင်းစုမှုရေးဆိုပြီးမှပြည်ပမာပြည်ကွန်မြူနီရဲ့အနေနဲ့နောက်1986ခုနှစ်မှာတည်ကျင်းဝင်ပါတယ်။ဒါနှစ်ချိန်စလုံးကတမတော်ကရှင်မုံတာပေါ့နော်အဓိကတော့တရင်ပေးဒီက KIA ပေါ့အဲ့ရှင်လုံးကတော့ဒါကျွန်တော်တို့ဒေတာမှာဆိုပိတ်ဆိုရတယ်တောက်လျှောက်လောက်ကြရပါတယ်။ဒီစစ်ကြောင်းပြေရောက်ပြီးဆို KIA တစ်ဖက်တရင်ပေးတဲ့အခါကျတော့စစ်တပ်ကကောင်းကောင်းရှင်မုံလို့ရသွားတာနေသားပါဗျာ။ဒါကတော့အဓိကပြောမှဆိုရင်တော့ community တွေဝင်လာတယ်လို့ကြည်ရမှမမြင်ပါဘူးချမ်းနီတွေဝင်လာတယ်လို့သူတို့မြင်တော့ဒါချမ်းနီတွေအရှင်မကြနိုင်အောင်တပ်ကိုဒါသတင်းပေးပါတယ်ဒါဒီဘက်ကလည်းဆရာယူထုတ်ခင်ကတင်ပြပါတယ်ကျွန်တော်တို့အနေနဲ့ချမ်းနီအနေနဲ့ဝင်သွားပြီဆိုရင်ကျွန်တော်တို့ထောက်ခံမှုပြီးရှိတယ် community တွေရဲ့အဝင်နှောက်မဆိုရှမ်းနေရမကြိုက်ဘူးကျွန်တော်တို့တော်လန်လိုက်မယ်ဒါဥထုံကတတိပေးပေးမယ်လဲလူမျိုးစဲဝါဒဆိုတော့သူ့ဘေးခေါက်ထားခဲ့ပါတယ်အဲ့ရှင်တို့ကဒါကတော့သူတို့ဖြစ်ခဲ့တဲ့ပြဿနာလေးတွေနဲ့ဒါလက်လက်ကင်ရချင်းအကြောင်းရင်းကိုကျွန်တော်ပြောပြတာပါဒါဒါ89ခုနကလက်လက်ကင်တဲ့အဖွဲ့လဲ1986ခုနှစ်မှာတော့ဒါပြတ်တုံးသွားရရတာပါเนาะဒါမှ1986ခုနှစ်မှာဗမာပြည်ကွန်မြူနတီပါတီအနေနဲ့ဒါတက်စီးသွားတဲ့ခါကျတော့သူတို့တွေအနေနဲ့ ဒါပြန်လာကြပါလေချုပ်လေးပေါဝါမှာရှိကြတယ်ရှိကြတဲ့ခါကျတော့ဒါလှုပ်ရှားမှုလေးတွေရှိစီတာပေါ့နော်ယနေ့လည်းသူတို့တက်ရှိစီရှားရှိတာတယောက်နဲ့တော့ကြာပါသေးတယ်အဲ့ဒီ80ခွန်းဆက်ခွန်းတုတ်ကပေါ့အဲ့ဒါပြီးတဲ့ခါကျတော့1986ခုနှစ်မှာတကြိမ်ဒါကျွန်တော်တို့အဲ့ဒါနဲ့ဘာလို့လက်နဲ့ကင်ဖို့ချစ်လာရတယ်ဆိုတော့ကျွန်တော်တို့ဥရုရှောင်းမှာအဲ့ဒီကရင်ကုန်ချင်းနေအင်မတန်စီပါတယ်ဒါကြောက်တူးကြတာလေလေထိုးတာနေနဲ့ကျွန်တော်တို့ရင်ကုန်ပြီးမှအောင်မှာဥရုရှောင်းမှာရင်ကုန်ကြောက်တူးကြကြောက်တဲ့ အများကြီးရပါတယ်အဲ့ခါကျတော့ကျွန်တော်ချမ်းဒီလူငယ်တွေဟိုကံရရနှိမ့်ဆက်တယ်နှိမ့်ဆက်တာမခံနိုင်တဲ့ခါကျတော့အဲ့ဒီဟာထွက်ရှိတဲ့ကြောက်ကလေးတွေကိုသူတော်တယ်ပြီးမှပြုတ်ပြီးရွှေလီရနဲ့တစ်စက်ဒါချမ်းပြီကိုတွားကြပါလေကံရကိုတိုက်ဖို့တဲ့လက်နဲ့ကင်မဖြစ်မဲဆိုမှစူးစီးကြတာဖြစ်ပါတယ်အဲ့ခါကျတော့ချမ်းချမ်းမြောက်ဝါခါကြတော့ကျွန်တော်ဆိုင်လိမ့်နဲ့တွေ့ပါတယ်ကလာဆိုင်လိမ့်ပါတွေ့ပြီးမှဒါကျွန်တော်တို့ချမ်းဒီတမတော်ကိုဖွဲ့စည်းပြစ်ခဲ့တာပါเนาะအဲ့တော့ပြီးတဲ့ခါကြတော့1989ခုနှစ်မှာဒီကြိမ်ဒါကျွန်တော်တို့ အဲ့ဒါလည်းဘာလို့လက်နဲ့ကင်ဖို့ချစ်လာရလဲဆိုတော့ကျွန်တော်တို့ဥရုချောင်းမှာအဲ့ဒီကရင်ခုချင်းနေအင်မတန်စီးပါတယ်ဒါကြောက်တူးကြတာလေလေထိုးတာနေနဲ့ကျွန်တော်တို့ရင်ခုပြီးမှအောင်ပါရေဥရုချောင်းတော့မှရင်ခုကြောက်တူးကြကြောက်တဲ့အများကြီးရပါတယ်အဲ့ခါကျတော့ကျွန်တော်တို့ချမ်းနေလူငယ်တွေတို့ကြံရရနှိမ့်ဆက်တယ်နေစလာမခံနိုင်တဲ့ခါကျတော့အေးရထွက်ရှိတဲ့ကြောက်ကလေးတွေကိုသူတို့တဲပြီးမှတိုပီရွှေလီရနဲ့တစ်စက်ရှမ်းပြီကိုတွားကြပါလေ။ကဲရီကိုတိုက်ဖို့တက်နဲ့နဲ့ကင်မဖြစ်မဲဆိုမှစူးစီးကြတာဖြစ်ပါလေ။ အဲ့ခါကျတော့ချမ်းချမ်းမီရောက်သွားတဲ့ခါကျတော့ကျွန်တော်ဥဆိုင်လေးနဲ့တွေ့ပါတယ်ကလားဆိုင်လေးပါတွေ့ပြီးမှဒါကျွန်တော်တို့ချမ်းဒီတပ်မတော်ဖွဲ့စည်းပြစ်ခဲ့တာပေါ့နော်အဲ့ဒီတပ်မတော်ဖွဲ့စည်းပြစ်ခဲ့တဲ့ကိစ္စကယနေ့ SA ရ36နှစ်ပြည့်သူတဲ့ဥစ္စာကအဲ့ဒီအချိန်ကစပြီးမှရည်တွက်ခဲ့တာဖြစ်ပါတယ်အဲ့ဒီအဖွဲ့ကတော့လူတွေဥဆောင်လဲဆိုတဲ့ခါကျတော့ဒါဦးမြအောင်တို့ ဥဆောင်မှဒါပွားကြတာပေါ့နော်သူတို့လူငယ်တွေအဖွဲ့တွေဒါလည်းအစိုးရကိုတိုက်ဖို့မဟုတ်ပါဘူးနိုင်ငံတော်ရွတ်တော်လောင်ပုံကမဟုတ်ဘူး KNY ရဲ့လူမဆန်စွာရက်ဆက်မှုတွေကိုသူတို့တိုက်ခိုက်ဖို့အတွက်ကိုသူတို့လက်နက်ကြရရင်ဖြစ်ပါတယ်ဒါအခုတပြီးပြီးနဲ့စုစည်းကြတယ်စုစည်းတဲ့ခါကျတော့အဲ့ဒီချင်းအင်အားမရှိခင်လည်းချမ်းမြေမှာနေတယ်ချမ်းမြေမှာနေပြီးမှအင်အားရှည်ရှိကြီးဖို့အတွက်ကိုကျွန်တော်တို့ဒေတာတွေထိုးဖောက်အတွက်ကိုသူတို့အတိုင်အတာစူးစမ်းကြပါတယ်ဒါပေမဲ့1996ခုနှစ်မှာ1996ခုနှစ်မှာ KNY ကငြိမ်းချမ်းယူလိုက်တယ် ရင်ချိုင်းယူလိုက်တဲ့ခါမှာ1996ခုနှစ်မှာလိုင်ဇာမှာရှိတဲ့ဒီပါကြောင်မှာရှိတဲ့ကျွန်တော်တို့ចောင်းသားတွေအကုန်လုံးကိုမောင်းထုတ်ပါတယ်။ចောင်းသားတွေဒုက္ခကြီးစွာခံရပါတယ်။ចောင်းသားဆိုတော့ ABS တရက်တွေကိုမောင်းထုတ်ပါတယ်မြောက်ပိုင်း AB ကို။အဲ့ဒီကတုတ်ပြီးတဲ့မှာတုတ်9လ8လလောက်တခါလက်နဲ့တေးထားလိုက်မှာဇုတ်တေးကြစပွဲတို့လို့ရတယ်ချွတ်တယ်ကောက်ဆိုက်ရတယ်တဘာဆိုက်ရတယ်ကုံထမ်းရတယ်အမျိုးနဲ့ဘွားရတည်မှုနဲ့တို့ချွေလီတွေမှာနေကြတယ်။နောက်ပိုင်းကျတော့ဒါဦးမြအောင်နဲ့ချစ်ဆက်မိသွားတဲ့ခါကျတော့ချမ်းပြိုဆင်းသွားပြီးမှ ခု SN ရအင်အားကြီးလာတာပေါ့နော်ရှားပြီပါတာပြီးတော့အခုကျွန်တော်တို့နှစ်ထောင်နဲ့ဆယ်နှစ်လောက်မှာ homeland data ဘက်ကိုရောက်ပြီးမှကို data ရောက်တဲ့ခါကျအင်အားကြီးလာခဲ့တာဖြစ်ပါတယ်တဖြည်းဖြည်းနဲ့ယနေ့စဉ်တော့ SN ရအင်အားကလည်းနည်းနည်းအင်အားမဟုတ်ဘူးဆိုတာကိုတော့ကျွန်တော်ပြောလို့ရတဲ့အပိုင်းတာအတိုင်းတာတော့ဖြစ်လာပါပြီအဲ့ဒါလည်းဖွဲ့စည်းစားဝင်တဲ့ရည်ရွယ်ချက်ကိုကြီးနဲ့နိုင်ငံတော်အစိုးရကိုတော်လှန်တိုက်ခိုက်ဖို့မဟုတ်ပါဘူး။ KYA ရဲ့လူမဆန်စွာရက်စက်မှုတွေကိုကျွန်တော်တို့ကပြောမယ်ရင်းနှီးမြခံစားခဲ့ရတာပါ ယနေ့အညာဒေတာမှာဖြစ်တဲ့ပြဿနာမျိုးကကျွန်တော်နှစ်ပေါင်း60ကျော်ခံခဲ့ရပါပြီကျွာလုံးကျမိရှုခံရလဲနောက်အခုလုံးဗလက်ကာယပြုမရင်းချင်းတပ်ဖြတ်ခံရလဲကျွန်တော်လူမျိုးမျိုးလောက်ခဲ့ကိစ္စလေးအဲ့ဒါကြောင့်မို့ကျွန်တော်လည်းကျွန်တော်ချမ်းလီလူငယ်တွေလက်နဲ့ကန်ရဲဟုတ်တဲ့ကိုစူးစမ်းကြရတာဖြစ်ပါတယ်အဲ့ဒါကြောင့်မို့အခုနေချင်းဆိုရင်တော့ SN ရဲ့အင်အားကြီးလာပေမဲ့လည်းကျွန်တော်ဖြစ်စီနေတာကိုယ့်လူမျိုးကိုကာဝယ်တဲ့လူမျိုးဖြစ်စီနေတဲ့အမုန်းတရားတွေကြီးပြီးမှငါလက်စားချေတဲ့ကိစ္စတော့ ကျစေချင်ပါဘူးကျွန်တော်ဒီမျိုးအနေနဲ့ KIA ကိုဘယ်လိုနည်းနဲ့ဆိုကျွန်တော်တို့လက်စားမရှိပါဘူးတင်မုန်းလည်းမရှိဘူးလက်စားလည်းမရှိပါဘူးဘာဆိုတော့သူတို့လောက်ရတယ်ကိုကျွန်တော်မှတန်းကောင်းကောင်းတင်လာပါတယ်နောင်ချိန်ကြရင်ကျွန်တော်နိုင်ငံရေးနည်းနဲ့ပဲစကားပြောချင်တယ်လက်နဲ့နဲ့တိုက်မယ်ဆိုရင်တော့နှစ်ဖက်တကာပြေးချောင်းစီးသွားပြီမယ်လည်းအယိုးတောင်လို့ပုံသွားပြီမယ်လည်းဒီပြဿနာပြည်လည်မှာမဟုတ်ပါဘူးကျွန်တော်တို့ရဲ့ရည်ရွယ်ချက်ကတော့အဓိကတော့လက်နဲ့ကင်တယ်ဆိုတာကလက်တလို့ကိစ္စမှာတီချင်းမှုတ်တက်ကိုကျွန်တော်စူးစမ်းကြတာဖြစ်ပါတယ် ကြေရန်လေးဆိုင်မှာဘယ်တော့ထိပြင်းတာလဲဆိုတော့ကြေးရွာတိုင်းမှာကာဝေးခွဲတွေဖွဲ့မှာကျွန်တော်လက်နဲ့ခံရတဲ့အဆင့်ကိုရောက်ပါတယ်။နောက်ပိုင်းညီချိုင်းကိစ္စလေးဖြစ်လာပြီဆိုရင်တော့ကြေးရွာကာဝေးဖွဲ့တွေရတယ်လက်နဲ့ပြန်ရရလဲအဲ့ဒီခါကျတော့အဲ့ဒီကလက်နဲ့ခံခဲ့တဲ့လူကိုကြေရန်လိုက်ပြန်တတ်ပါတယ်။အဲ့ခါကျတော့ကျွန်တော်တို့ကဒီမတန်ရင်တပ်ဖွဲ့မရှိရမရဘူးဆိုပြီးမှကျွန်တော်တို့တန်ရင်တပ်ဖွဲ့ချိအောင်စ조사ကြတာဖြစ်အခု SAA ပေါ်ပေါက်လာတာဖြစ်ပါတယ်။ဟို SAA အနေနဲ့လည်း ူမျိုးရေးပြဿနာဆောက်အောင်လုပ်နေတာမဟုတ်ပါဘူးလူမျိုးရေးမုန်းတီးမှုတွေလုပ်နေတာမဟုတ်ပါဘူးဒါအခု NGO ကြီးတောင်ဖြစ်သွားတဲ့ပြဿနာမျိုးတွေဆိုရင်တော့ဒါ SA ရလုပ်တယ်လို့ဆိုတာသူတို့ဘာမှမလုပ်ဘူးဆိုတော့ကျွန်တော်တို့သိပါတယ်တက်တေထောက်တာအကုန်ရှိပါတယ်ဒါမေးလို့လည်းရပါတယ်လူတက်တွေလည်းရှိပါတယ်ဒါလေးကိုတင်အိမ်ကမဟုတ်မတရားဆွတ်ဆွဲပြီးမှပြဿနာတွေရှာနေတဲ့ကိစ္စမျိုးတွေလည်းမလုပ်ပေးဖို့တော့ကျွန်တော်မြစ်တရရခံပါတယ်အဓိကတော့ချမ်းကြီးတွေလက်နက်ကင်တယ်ဆိုတာကတော့ကိုလူမျိုးကိုကာဝယ်ပေးဖို့ဆိုတဲ့အကြောင်းလေးကိုအဓိကပြောချင်တာပါကျေးဇူးတင်ပါတယ်